ုချလိုက်ပဲအကန်းနေတယ်လက်ခန်းနေတယ်ဒါပဲဟုတ်ပါပင်ရစီရပါရဲ့ဇဇလန်တခုလုပ်ပေးပြီနော်ဇလန်စင်နေရပြီအလှကတော့အမြဲလာပါမယ်နော်အမြဲလာဟုတ်ကျွန်တော်လာမြင်မှုတာပေါ့ကျွန်တော်ပဲအူဆုံးကြည့်ရတယ်အခုပြင်ပြီးလှလာဆိုကျွန်တော်ပဲလမ်းမေးရ တားရဲဆိုမှသူကအိမ်ကထွက်တာဆိုဟုတ်ရန်လာနေတယ်ဆိုတော့တန်တန်ပေါ့အမြင်နဲ့အားကိုးရတဲ့အကိုပါပဲဟုတ်ဘူးလို့ချင်တာလို့ချင်တာသူကမင်းမီးဖြစ်ချင်တာလို့ပြောဟုတ်ဘူး thing ဒီ interview တွေဟိုရင်ရတယ်ကြည့်ရင်တွေ့နေတယ်ငငယ်ကမင်းမီးဖြစ်ချင်တာဒါပေမဲ့ကြီးတာလည်းမော်လ်လုပ်တယ်အလားမဲ့လုပ်တယ်အဲ့လိုမျိုးတွေအမြင်ဖြစ်ရဆိုတော့အခွင့်ရရတဲ့အချိန်မှာလှုပ်ချင်တာအဲ့လိုမျိုးအခွင့်ရရတဲ့အချိန်မှာဒီဘလောက်ထိလုံနိုင်လို့ပေါ့နော်အဲ့လိုမျိုး challenge လုပ်ချင်တာကိုဟုတ်ကဲ့ဒီကလာကမ်းနေချိန်မှာစဉ်းစားရသေးတာမစဉ်းစားရပါဘူးကိုချလေးကိုဒီဘက်ဆန်းချက်ချင်မှာကိုချလေးကလုံးအဲ့နဲ့အေးလုံးမယ်ပဲချက်ချင်မယ်ကိုချလေးကလည်းလမ်းကြည့်လိုက်တာချက်ချင်မယ်အဲ့လိုဟုတ်ကဲ့ကိုချလေးပဲအကန်းနေတယ်အကန်းနေတယ်ဟုတ်ပြီဟုတ်ပါမင်းရစီဘယ်ရပါလဲဇလန်တခုလုပ်ပေးပြီလားဇလန်စင်နေရတယ် ေလာဒီဟုတ်ကဲ့ဆက်ဆက်လေးနဲ့ဘယ်တော့မှဖြစ်ဖြစ်ဖြစ်လာနော်ဟုတ်အဲ့ဒါတော့အမြဲလာပါဘူး။အဲ့လာ။ဟုတ်။ဒီနေ့ကတော့တန်ရင်းပြည့်ပြီးနေကြလား။ကျွန်တော်လား။ရင်းမှုတာပေါ့ကျွန်တော်ပဲအူဆုံးကြည့်ရတယ်။အခုပြင်ပြီးလာလာဆိုကျွန်တော်ပဲလမ်းမေးရ။လာတယ်ဆိုမှသူကအိမ်ကထွက်လာဆိုဟုတ်။ဟုတ်။အဲ့ဒါဒီနေ့မှာအော်ဖ်နက်စီဘယ်လောက်ပြောပါလဲ။ အဲရမ်းလာနေတယ်ဆိုတော့တန်တန်ပေါ့အဲရင်ခုန်နာကတကယ်ရင်ခုန်ပါတယ်ဘာလို့ဆိုတော့ဒီရဲ့ပထမဆုံးဒီ series လေးလည်းဖြစ်တယ်နောက်ပြီးတော့ဒီကကျတော့ဒီတခြား character ကနေဒီကိုပထမဆုံးတန်ရရဆိုတော့အမားပါမှာကြောက်တယ်မလုပ်နိုင်မှာအရင်ကြောက်တယ်အဲအတွက်ကြောင့်မလို့ဒီကားလေးကိုစရဲမယ်လို့သိကြတဲ့ကကိုချာလေးရှူတယ်နောက်လိုက်ွားတယ်ကိုချာလေးရဲ့ script တွေကိုအကုန်လုံးဒီဖတ်တယ်လိုက်ပြောပေးတယ်စကြင်တော့အရင်ရှည်ရတာပေါ့ flow တွေမှန်တာပေါ့နော်အခုနောက်ပိုင်းတော့ဒီကာအတွက်ကိုတော့ပို့ပြီးတော့စာရီလည်းအကုန်မှတ်ထားတယ်ဘယ်နာမှာဘယ်လို item လေးထည့်ရမလဲဆိုကိုချာလေးကတင်ပြီးတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုတော့ပြင်ဆင်နေပါပြီဟုတ်ဟုတ်လို့ချင်တာမဟုတ်ချင်တာတော့မင်းမီးဖြစ်ချင်တာလို့ပြောရဟုတ်ဘူးဒီဒီ interview တွေဟိုရင်ရတယ်ကြည့်ပြီးတွေ့နေတယ်ငငယ်ကမင်းမီးဖြစ်ချင်တာဒါပေမဲ့ကြီးကတော့မော်ရယ်လုပ်တယ်အလားမယ်လုပ်တယ်အဲ့လိုမျိုးတွေအများကြီးဖြစ်ရဆို အခွင့်ရရတဲ့အချိန်မှာလှုပ်ချင်တာအဲ့လိုမျိုးအခွင့်ရရတဲ့အချိန်မှာဒီဘလော့ကြီးလုံနိုင်လို့ပေါ့နော်အဲ့လိုမျိုး challenge လုပ်ချင်တာကိုပေါ့ဟုတ်ကဲ့ဒီကလာကြမ်းနေတဲ့အချိန်မှာလည်းစဉ်းစားရသေးလားမစဉ်းစားရပါဘူးကိုချာလေးကိုဒီဘယ်နဲ့ချက်ချင်မှာကိုချာလေးကလုံအဲ့အေးလုံမယ်ပေါ့ဆက်ချင်မယ်ကိုချာလေးကပဲလှမ်းကြည့်လိုက်တာဆက်ချင်မယ်အဲ့လိုဟုတ်ဘာမဲလုံလို့ဟုတ်ဟုတ်တယ်ဘာလို့ဆိုလဲဒီတော့အကိုအကိုလို့ပေါ့နော်တငယ်ချင်း အဲ့လိုမျိုးပေါ့မိသားစုဖြစ်နေတော့တခုဆိုရင်တခြားလူမသိတဲ့အရာအမကိုချာလေးပဲသိရဆိုတော့သူ့ကိုပဲအရင်ဆုံးတိုင်ပင်နေရုံလုံးယုံကြည်ရတဲ့လူဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့တော့ဒီအလုပ်ကိစ္စတွေမဟုတ်ဒီဘယ်ဘယ်နေရာမှာပါဖို့မယ်ဘယ်ယူဘယ်သွားမှာလဲဘယ်ခေတ်ဘယ်လိုသွားမှာလဲဆိုတော့အကောလုံးသူပဲပလန်လုပ်ပေးရဆိုတော့အကုန်တိုင်ပင်ဖြစ်ပါတယ်ဟာอืมฮ่าฮ่า ဟုတ်တယ်ဟုတ်တယ်ရတယ်တော့အမြဲတမ်းအားကိုးရတဲ့အကိုပါပဲဟမ်သူလာအဓိကတော့ကျွန်တော်ကလေသူ့ tip လေးပြောပြရပါတော့အာဒါလေးဒါလေးရောလောက်ရမယ်ဒီလိုလေးရှိရဲဒီလို flow လေးရောပြောပေါ့နော်အဓိကတော့ကျွန်တော်သူ့ကို shooting ရမ်းခေါ်ရ shooting နေခေါ်ရတယ် monitor ရှိမှထိုင်ကြည့်ခိုင်းတယ်ရဲခွင်းကဘယ်လိုမျိုးလဲဆိုအဓိကအဲ့ဒါကျွန်တော်စိမ့်နေပို့ကမရဘူး မစိမ့်တာမစိမ့်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးသူ့ပြပေး shooting မှာဘယ်လိုနေလဲဘယ်လိုထိုင်ကြရဲဘယ်လိုသွားကြရဲဘယ်လိုစကားတွေပြောကြရဲဆိုတော့အဲ့ဒါလေးပေါ့နော်ဘယ်လိုတင်ယူရတယ်ဆိုတဲ့အမျိုးအဲသူ့ကိုကျွန်တော်အဲ့ဒါလေးတင်ပေးပါတယ်အဲဒီပြီးတော့ flow ကိစ္စလေးတွေအဲ့ဒီစကားပြောရဲ့ဟာလေးကအဓိကတော့ဒါဟိုဘယ်လိုပြောမလဲမွန်လူမျိုးဖြစ်တဲ့အတွက်ကြောင့်လဲစကားပြောတာသူကနည်းနည်းခက်ခဲလေးရှိတယ်ပြီးတော့သူကိုယ်တိုင်ကစကားပြောတာမြန်တဲ့အတွက်ကြောင့်စကားကိုဖြည်းဖြည်းပြောဖို့ အဲ့ဒါလေးရောကျွန်တော်တင်ပေးပါတယ်ကျွန်내 item နဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမပြောင်းတော့လို့ဆိုကျွန်တော်သူ့ကြီးကနေပြီးတော့ဟိုထွက်လာမဲ့ဒီ taste အတစ်လေးပေါ့အဲ့ဒါလေးကျွန်တော်လိုချင်တဲ့အတွက်ကြောင့်ဟိုစကားစတဲ့ကားမှာဘယ်လိုမျိုးသူလုံးမလဲဆိုတော့ပို့ပြီးတော့ဟိုစိတ်လွှရှာတယ်ဟုတ်ကဲ့ကျွန်တော်ဆောင်တာတော့အဲကျွန်တော်ဘာမှမမှုတူကျွန်တော် item နဲ့သူ့အများကြီးတော့ item နဲ့ကျွန်တော်မတင်ဘူးဘာလို့ဆိုတော့ item ဆိုတော့ အာအောင်စင်းရောက်တဲ့ခါကျရင်ခါကျရင်လွဲတက်တယ်အမှုအရနဲ့ဒီရောက်သွားတဲ့နေရာထိုင်ခင်းပေါ့အဓိကအရေးကြီးတာ ਨੇ ပြီးတော့ driver လိုချင်တဲ့ point အဲ့ point တွေအကုန်လုံးပေါင်းစပ်မှသာဒီထွက်လာတဲ့ item ကပိုပြီးပြောကျွန်တော်အပြင်မှာကျင့်နေလဲသူက item တွေကြီးပဲလုံးနေရယ်ဆိုတဲ့ဟာမျိုးမဖြစ်စေချင်တာဒါပေမဲ့ဒေါသထွက်တယ်ဆိုဒေါသထွက်တယ်ဆိုတာလူတိုင်းဒေါသထွက်ပြလို့ရတဲ့အနေထားဒါပေမဲ့ item လုံးတက်ဟာမဟုတ်ပဲねကျွန်တော်က တကယ်အစ်စ်မန်တွေထွက်လာဖို့ယင်းနဲ့ခံစားချက်တွေယင်းနဲ့ပဲခံစားယင်းနဲ့ပဲလုပ်ဖို့တောက်လျှောက်ကျွန်တော်ပြောဖြစ်ပါတယ်ဟုတ်အဲတော့ရက်မတူဘူးနော်ရက်တော့မတူဘူးရက်မဟုတ်ရက်တူတယ်ဒါပေမဲ့ဒီကအရှိမပူရဲရမယ့်ရက်ဒီပူများနေရပါတော့နော်ကိုချလီကနောက်မှရောက်လာဆိုကိုချလီလာပူရမှာထင်တယ်သူရဲ့ဆက်ရှင်ပါလားကျွန်တော်လားပါစစ်တီးအကုန်စားတယ်ကျွန်တော်အခုကားအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲ ူနဲ့ဒီဘက်ကားဝင်တဲ့ရက်ဆိုရင်ကျွန်တော်ဒီကားဝင်ပြီးရင်လွတ်တဲ့ရက်တခြားကားဝင်အဲ့လိုမျိုးလေးဖြစ်နေတော့နော်တော့တော့အဲ့လိုမအားဘူးပေါ့နော်ဒါပေမဲ့ရှီတင်ရှီရနေရမှာတော့ဒါဟိုဘယ်လိုပြောမလဲစားကြင်တာလေးမှာစားကြမှာပေါ့နော် ဟဲ့ငါဘူးတခါလေးကြားရွှေလေလို့ဒီလိုရှူတင်နားရက်တယ်ဆိုရွှေကိုချလေးကသူဘာလို့ဆိုတော့သူကဂျင်အရန်ဆော့တယ်ပြိုပရိုတိန်းစားတယ်ပြီးသူ့ရဲ့သူ့ရဲ့ဒီစားတဲ့ဥစ္စာကသူအရန်ထိန်တယ်အဲ့တော့သူကသူ့အတွက်ကိုမဟုတ်ဘဲနဲ့နှစ်ယောက်စာအမြဲလုပ်လိုက်ခဲ့ဖာဒီအမြဲစားပြီးတယ်ရှူတင်သမီးမဟုတ်ရင်တော့မှအဲ့အမြဲစားရတယ်ဟုတ်ပါတယ်ကျွန်တော်ကတော့ မပြတာပဲရှိရအမဲတော့ကျွန်တော်ကလေဟိုဂျင်းနဲ့ပတ်သက်တာကျွန်တော်စားဖြစ်တယ်ကိုယ့်ကကိုလှူစားတယ်မဟိုအိမ်ကအမေချက်တာတွေကခိုင်ကြိုင်နည်းနည်းစီပူတော့လေအမေဟာလေးလေတစ်ခါလေးစားတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်လှူစားရလည်းများတယ်ဟိုလှူစားရင်လည်းကျွန်တော်ကတူးတွက်လဲကျွန်တော်ထက်တယ်ပါပြေးခါကြတော့သူကအမြဲစားတယ်ကျွန်တော်အဲ့ဒီခါတလေးမှစားတယ်ဥလက်ရလားဘာမှမကြဘူးလို့ပြောဘာမှမကြဘူးအဲကောက်ပါလေဟိုကြုံကြော်လေးလေး ီးတော့ကပေါကပေါဟိုဒီကဒီပါစင်စားပွဲလဲဆိုပူချာလေးကလေခီးရေးသွားရတယ်ရုပ်ရှင်ကားရတယ်မျိုးရှောက်ရသွားရရတယ်ဆိုလို့ရှိရင်သူကနေအရန်သွားရတယ်အခါကျရင်သူကနည်းနည်းကြီးများတော့အစားအစမပြေဘူးအဲ့တော့သူကအမြဲတမ်းသမစ်စားတယ်ကျုပ်ကိုအမြဲထည့်ပြီးစားတယ်အဲ့တော့ကိုချာလေးကိုဒီကျုပ်ကိုအမျိုးမျိုးစုံကြော်ကျွေးမယ်အဲ့လိုကြားကြိုက်တယ်ကျွန်တော်အဲ့ဒါတော့ရကျုပ်ကိုရရှင်ဒီမှာလည်းအဲ့လိုပဲဟင်းမရှိရဲ့ဟင်းမကောင်းအဲ့မကောင်းတာတော့မဟုတ်ဘူးကွာနော်ကိုမစားရဲ့ဟင်းနေ ရှိရနေကြရင်ကျွန်တော်ကကြုံကြော်ပဲအဲကျွန်တော်ရှူတင်သမင်းတွေကျွန်တော်တည်ရဲ့အဖွဲ့ဆိုကျွန်တော်မမာထားကျွန်တော်အတွက်ကြုံကြော်ပိုင်းရပြီကြုံဟင်းသူ့မို့ကြုံကြော်ဘလောက်တက်တာကျုပ်ကိုစီးလိုက်နော်ဘလောက်တက်တာအော်ဒါအဲ့တော့ဒီရဲ့ပထမဆုံး series ပေါ့နော်အဲ့တော့ဒီကအကောင်းဆုံးစူးစမ်းသွားပါမယ်အဲတကယ်လို့ဇလန်းထွက်လာတဲ့ခါကျရင်လည်းပေါ့နော်ဒီလိုအပ်တာလေးရှိရလဲထပ်ပြပေးပါဦးဖန်ပေးပါပြည့်တင်ပေးပါလို့ပြောချင်ပါတယ်ဒီကလေးကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်